ီနေ့21ရက်နေ့22ရက်23ရက်ဒီရက်ဒီမှာဆိုလို့ရှိရင်ငလင်းလှုပ်ခတ်နိုင်တဲ့ဆိုတဲ့ဟာမျိုးကိုလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပြင်တာမျိုးတွေရှိတယ်ပေါ့နော်ဒါမျိုးနဲ့ပတ်သက်ပြီးတော့ငလင်းဆိုတာကတော့တိတိကျကျခံမှန်းတွက်ချက်လို့မရတဲ့သဘာဝတစ်ဘေးတစ်မျိုးလည်းဖြစ်တယ်ငလင်းဆိုတာကတော့အချိန်မီဝေးဖြစ်ပေါ်နိုင်တဲ့သဘာဝဘေးတစ်မျိုးဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်တကယ်ဒီဟာနဲ့ပတ်သက်ပြီးတော့ယနေ့ချိန်ထိလည်းမိသူမှပေါ့နော်တိတိကျကျခံမှန်းတွက်ချက်နိုင်ခြင်းမရှိသေးတဲ့သဘာဝဘေးတစ်မျိုးလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်ဒီ21ရက်မှာလှ ှုံမယ်လို့22ရက်မှလှုံမယ်23ရက်မှလှုံမယ်ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီနေ့ချိန်ထိမိသူများပြောကြားနိုင်ခြင်းမရှိသေးတဲ့ဒီလိုမျိုးသတင်းမျိုးကိုတော့ပေါ့နော်ပြည်သူတွေနဲ့ချင်းချင်းပြီးယုံကြည်တက်ပါတယ်မန္တလေးငလင်ကြီးကြောင့်အောင်ဒီနောက်ဆက်တွဲငလင်ငယ်လေးတွေလှောက်ခတ်နေတာမျိုးတော့ရှိပါတယ်အဲဒါကတော့ပေါ့နော်ကျွန်တော်တို့အင်အားပမာဏအနေနဲ့လည်းပြင်းထန်တဲ့ဗဟုချက်နဲ့လည်းတိမ်တဲ့အတွက်ကြောင့်ရဲ့နောက်ကျွန်တော်တို့စကိုင်းပြည့်၍တခြားရွေးရှားမှုအားဆိုလို့ရှိရင်လေသူ့ရဲ့ surface rupture 900နီးပါးအထိရှိတဲ့အတွက်ကြောင့်လို့ပေါ့နော်ဒါကိုပြန်လဲပြီး ော့တည်ငြိမ်အောင်ပြီး adjust လုပ်ရတဲ့အတွေ့အကြုံလို့နောက်ဆက်တွဲငလင်ငယ်လေးလှုပ်ခတ်နေရခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီနောက်ဆက်တွဲငလင်ငယ်လေးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အင်အားအနေနဲ့၃ကြော်ကြော်၄ကြော်ကြော်ဒါမျိုးလေးတွေပဲများတယ်။နောက်ဆက်တွဲအနေနဲ့ကတော့အင်အားအနည်းငယ်ပဲလာနိုင်တဲ့ဒီရာဂိုင်းတော့အများပြီးတော့အင်အားပြင်းထန်တဲ့ငလင်လာနိုင်တဲ့ chance ကတော့နည်းသွားပြီဆိုတဲ့အတွေ့အကြုံလို့ပေါ့နော်ကျွန်တော်ပြည်သူတွေနဲ့ဆိုရင် ထိတ်လန့်မှုမရှိဘဲနဲ့ပေါ့နော်ကျွန်တော်တို့ဒီငလင်ဆိုတာကတော့ခံမှန်းတွက်ချက်လို့လည်းမရဘူးအကယ်၍ရင်ဆိုင်ကြုံတွေ့ရလို့ရှင်ဘလို့မျိုးဖြစ်ဖြစ်ရှင်းမလဲဆိုတဲ့ဟာမျိုးတို့သိရှိနားလည်ထားပြီးကြိုတင်ပြင်ဆင်မှုအစီအမံလေးဆောင်ရွက်ထားပြီးတော့ပေါ့နော်ကျွန်တော်တို့သတိနဲ့နေထိုင်ခြင်းသာလင်ကောင်းမွန်ပါတယ်ဆိုတဲ့အကြောင်းကိုပြည်သူတွေကိုအသိပညာမျှဝေပေးလိုပါတယ်ခင်ဗျာ အခုစကိုင်းပြည့်၍ရွေရှားမှုနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့ပေါ့နော်တက်ရှင်ပြည့်၍ကြီးဒီပေါ်မှာငလင်းလှုပ်ခတ်မှုနဲ့ပတ်သက်ရခင်ကအတိတ်ကာလကငလင်းကြီးတွေလှုပ်ခတ်ခဲ့တယ်အဲ့ဒီလှုပ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ငလင်းကိုတိတိကျကျခန့်မှန်းတွက်ချက်လို့မရတော့လဲပဲပေါ့နော်အတိတ်ကငလင်းရဲ့ဖြစ်စဉ်ကိုပြန်လည်ပြီးလေ့လာတဲ့ paleo seismology ပေါ့နော်ဒီနည်းပညာအရပြန်လည်တွက်ချက်မှုတွေကိုဆောင်ရွက်ထားတာမျိုးတွေလည်းရှိတဲ့အတွက်ကြောင့်လို့ပေါ့နော်ဒီစကိုင်းပြည့်၍ပြင်ကြောက်ချမ်းပြည့်၍လာကဘောပြည့်၍လာဒီလိုမျိုးဒီလိုကတော့တိတိကျကျပြောလို့မရဘူးသို့တော်လည်းပဲသူ့ရဲ့တက်ရှင်ပြည့်၍ဒီပေါ်မှာ ှာရခင်လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးတွေကြောင့်ပေါ့နော်သူ့ရဲ့တတန်ဘလောက်ရှိပြီလဲနောက်တစ်ကြိမ်ဖြစ်လာနိုင်တဲ့သူ့ရဲ့အလားလာဘလောက်ရှိလဲဒီပေါ်မှာပဲမူတည်ပြီးတော့လှုပ်ခတ်နိုင်တာမျိုးတွေဒါမျိုးတွေကိုပဲပြောလို့ရပါတယ်တိတိကျကျတော့ယနေ့အချိန်ထိဒီမြန်မာနိုင်ငံသားမကပဲနဲ့ပေါ့နော်ကမ္ဘာနိုင်ငံတစ်ဝန်းမှာမြည်သည့်ငလင်ပညာရှင်များတက်ချက်ပြီးတော့ကြိုတင်ခံမှန်းလို့ပြောလို့မရတဲ့သဘာဝဘေးတစ်မျိုးဖြစ်ပါတယ်ခင်ဗျာ